ားလုံးပဲမင်္ဂလာပါတခြားနေရာနေကြိုဆိုပါရစေကျွန်မတို့မျိုးပါဒီခါမှလည်း GLPD M5 level မင်းနာတော့နေဟုံးခော့ဖတ်စာအုပ်သင်ရိုးတဲကသင်ခန်းစာ78 lesson 18ရဲ့ grammar pattern လေးတွေကိုတူတူလေ့လာသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့လေ့လာမယ့် grammar pattern စုစုပေါင်း6ခုရှိတယ်ပေါ့နော် ဆိုတော့ pattern 1လေးမှာက verb ရဲ့ dictionary form ပေါ့နော်ဆိုတော့ဒီ DICT လို့တို့ခေါက်ရေးထားတာက dictionary ကိုကိုစားပြုမယ်ဆိုတော့ dictionary ဆိုတော့မြန်မာလိုဆိုအဗိဓာန်ပေါ့နော် dictionary ဆောက်ထဲမှာရှာလို့တွေ့မဲ့ကရိယာ verb တွေရဲ့ပုံစံလေးကို verb dictionary form လို့ခေါ်တယ်ဆိုတော့သူ့ဂျပန်လိုဆိုရင် G-shock K လို့ခေါ်ရနော် G-shock K ဆိုတော့ verb ရဲ့ G-shock K လေးတွေကဘယ်လိုမျိုးလဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်မယ် ဆိုတော့ career verb တွေရဲ့ group 1နေမှာဘယ်လိုမျိုး dictionary form ပြောင်းကြမလဲဆိုလို့ရှိရင် must form ရဲ့နောက်ဆုံးစကားလုံးလေးကိုကြည့်မယ်ဆိုတော့ e column လေးနဲ့ဆုံးနေလို့ရှိရင် u column ပြောင်းပေးရမှာပေါ့နော်ဆိုတော့ပုံနဲ့မှာသွားကြည့်မယ်ဆိုရင်ဒီလိုမျိုးပေါ့ career verb လေးတွေရဲ့ must ခေမှာဒီ e ဆိုတဲ့ column လေးနဲ့ဆုံးနေလို့ရှိရင်သူရဲ့သက်ဆိုင်ရာ u column လေးကိုပြောင်းပေးမယ်ဆို e နဲ့ဆုံးရင် u ki နဲ့ဆုံးရင် ku shi နဲ့ဆုံးရင် su ပေါ့နော် gi နဲ့ဆုံးရင် gu အဲ့လိုမျိုးလေးတွေပြောင်းပေးရမှာဖြစ်ပါတယ်ဆိုတော့တခြားလောက်လေ့ကျင့်ကြည့်မယ်နော် ဒီဘက်က column လေးကိုပြောင်းပြရမှာဖြစ်ပါတယ်။ဆိုတော့ခြားလောက်လေးချင်းကြည့်မယ်ဆိုရင် khaki mask ရေးသည်သူရဲ့ mask ခင်မှာ khaki ဒါဆိုရင် key ဆိုတဲ့ e column ကနေပြီးတော့တို့တွေက u column ပြောင်းမယ်ဆိုတော့ key ကနေ khu ဖြစ်သွားမှာပေါ့နော်။ဆိုတော့ khaku khaku က verb ရဲ့ dictionary form လေးပဲဖြစ်ပါတယ်။ဆိုတော့အဓိပ္ပာယ်က khaki mask ကစာရေးသည် khaku ကလည်းစာရေးသည်ပဲ။အဓိပ္ပာယ်မပြောင်းမဲနဲ့ဆိုတော့ဒီ dictionary form ထဲမှာသွားရှာမယ်ဆိုရင် khaku လို့သွားရှာမှာသူကရေးသည်ဆိုတဲ့ပုံစံလေးနဲ့ပြရတယ်ပေါ့နော်။ ဆိုအဲ့ဒါကို dictionary form လို့ခေါ်တာဖြစ်ပါတယ်။နောက်တစ်လုံးကြည့်မယ်ဆိုရင်လည်းယောမိမစာဖတ်တိဆိုတော့မိလေးနဲ့ဆုံးနေတယ်သူ့ကိုဥကောလံပြောင်းမှန်ဆိုတော့မှုဖြစ်သွားမယ်နော်။ယောမှုဒါဆိုရင်ယောမှုက dictionary form လေးပေါ့။ယောမိမစာဖတ်တိယောမှုကလည်းစာဖတ်တိပဲ။နောက်တစ်လုံးကြည့်မယ်တိုရီမတ်ယူတီဆိုတော့သူရဲ့ mask key ကဒိုရီရီကနေပြီးတော့ဥကောလံပြောင်း root ဖြစ်သွားမယ်။တိုရူယူတီဆိုရင်တိုရီမတ်ယူတီတိုရူယူတီပေါ့နော်။ နောက်တစ်လုံးဆိုရင်ဆူဤမတ်ရှူရှိုက်တီသူရဲ့မတ်ခဲကဆူဤသူ့ကိုဥကော်လံပြောင်းတော့ဆူဦးဖြစ်သွားတယ်နော်ဆိုတော့ဆူဤမတ်ရှူရှိုက်တီဒစ်ရှင်နရီဖောင်ပြောင်းပြီးဆူဦးရှူတီပေါ့နော်နောက်တစ်လုံးနေလာမယ်ဆိုရင်အီဆိုဂီမတ်သူရဲ့မတ်ခဲကအီဆိုဂီဂီရနေပြီးတော့ဥကော်လံပြောင်းမယ်အီဆိုဂူဖြစ်သွားမယ်နော်ဒါဆိုလို့ရှိရင်အီဆိုဂူက verb ရဲ့ဒစ်ရှင်နရီဖောင်လေးဖြစ်သွားပါပြီနောက်တစ်လုံးအာဆိုဘီမတ်သူရဲ့မတ်ခဲကအာဆိုဘီ B ကနေပြီးတော့ U ကလန်ပြောင်းတော့ Aso Bu ဖြစ်သွားရနော်။ဒါဆို Aso Bu က Verb Dictionary Found ဖြစ်သွားပြီ။ Machi Ma စောင့်သည်သူရဲ့ Mask Key က Machi Chi ကနေပြီးတော့ U ကလန်လေးပြောင်းတော့ Mat စောင့်သည်ပဲနော်။ Hanashi Ma စကားပြောသည် သူရဲ့ Mask Key က Hanashi Chi ကနေပြီးတော့ U ကလန်ပြောင်းတော့ Su ဖြစ်သွားမယ်။ Hanasu စကားပြောသည်ဒါဆိုလို့ရှိရင် verb ရဲ့ group 1လေးတွေကို dictionary form ပြောင်းတာဒီလိုလေးပဲဖြစ်ပါတယ်เนาะ ဆို group 2လေးတွေဆိုရင်ပို့ပြီးတော့လွယ်တယ်ကရိယာ verb ရဲ့ mass form ကိုအနောက်က root လေးပဲကပ်လိုက်ရုံပဲเนาะဆို group 2ထဲမှာဘယ်စကားလုံးလာလား root လေးကပ်ပြီးလိုက်ရုံပဲဆိုတော့ဒါပဲမှစားသည်ဒါဆိုသူ့ရဲ့ mass key ကဒါပဲအနောက်မှာ root ကပ်ပြီးလိုက်မယ်ဒါပဲ root စားသည်နောက်တစ်လုံး mi mass ကြည့်သည်သူ့ရဲ့ mass key က mi ဒါဆိုနောက်မှာ root လေးကပ်ပြီးလိုက်အောင်ပဲ mi root ကြည့်သည် e must she the ဒါဆို e ရဲ့နောက်မှာ root ကပ်ပေးလိုက်မယ် e root she the ပေါ့နော် ဒါဆိုရင် verb ရဲ့ group 2လေးတွေကို dictionary form ပြောင်းတာကဒီပုံစံထားနေပဲဖြစ်ပါတယ်။နောက် group 3လေးကိုလေ့လာမယ်ဆိုရင်သူကတော့အလွတ်ချက်လိုက်ပေါ့နော်။ she must ဆိုရင် i she must ကိုဖြုတ်စုရူပြောင်းမယ်။ဆိုတော့ bangyo she must ဆိုရင် she must ကိုဖြုတ် she must နေရာမှာစုရူထည့်မယ်။ bangyo စုရူနော် bangyo she must ကလေ့လာသည် bangyo စုရူကလည်းလေ့လာသည်ပဲ။နောက်တစ်လုံး she must ဆို she must ဆိုရင်လည်း she must ကိုဖြုတ်စုရူပြောင်းမယ်နော်။ ခြွင်းချက်စကားလုံးလေးရှိတယ်ဒါတော့ keymas လာဒီဆိုတဲ့စကားလုံးလေးပေါ့နော်သူ့ကို dictionary ဖောင်ပြောင်းလို့ရှင်ခုရုလို့အသေးမှတ်ပေးလိုက်မယ်နော်ခုရုအဲဆိုရင် keymas လာဒီခုရုလာဒီဆိုရှီမတ်ဆိုရင်စူရုပြောင်းမယ် keymas ဆိုရင်ခုရုပြောင်းမယ်ပေါ့နော်ဒါဆိုရင် group 3လေးကဒီလိုလေးပဲဖြစ်ပါတယ်ဆိုတော့ group 1 group 2 group 3လေးကို dictionary ပြောင်းထပ်သွားပြီပေါ့နော် ဆိုဒီမှာဆိုရင် career verb လေးတွေဒီမှာရေးပေးထားတယ်ပေါ့เนาะဆိုဒီစာမျက်နှာလေးကို screenshot ရိုက်ပြီးတော့ကွက်တကူတစ်ခေါက်လေ့ကျင့်ထားပေါ့เนาะခါအီမန်ဆိုရင် dictionary form ဘာဖြစ်သွားမလဲခါဦးပေါ့เนาะမှာဥတာအီမန်ဆိုရင် dictionary form ဘာဖြစ်သွားမလဲဥတာဦးပေါ့เนาะမှာ sample ရှိမှဆိုရင် sample suru အဲ့လိုမျိုးလေးတွေကိုယ့်ဘာသာကိုကိုတိတဲ့ verb လေးတွေကို dictionary form ပြောင်းပြီးတော့လေ့ကျင့်ပေးပါဒါဆိုရင် grammar pattern 1လေးကိုရသွားပြီပေါ့เนาะ dictionary form ပြောင်းတာဖြစ်ပါတယ် နောက် button 2လေးမှာက now ကဒေခီမတ်သို့မဟုတ်ခုနကတို့တွေသင်ခဲ့တဲ့ verb dictionary form ကိုတိုကဒေခီမတ်ဆိုလို့ရှိရင် သူရဲ့အဓိပ္ပာယ်ကလုံနိုင်သည်တတ်နိုင်သည်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့ now ကိုတတ်နိုင်တယ်သို့မဟုတ် now ကိုလုံနိုင်တယ်သို့မဟုတ်ဒီ action verb တစ်ခုခုရဲ့ကိစ္စကို လုံနိုင်တယ်အဲ့ဒီ action verb တစ်ခုခုကိုတတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဆိုတော့ example sentence လေးတွေဖတ်ကြည့်မယ်ဆိုလို့ရှိရင် မီရာဆန်ဝနီဟွန်ဂိုကဒခိမတ်မီရာဆန်ဝနီဟွန်ဂိုကဒခိမတ်အဓိပ္ပာယ်ကမစ္စတာမီရာကဂျပန်စာရတယ်ဆိုအဓိပ္ပာယ်မျိုးပေါ့နော်ဒီမှာဂျပန်စာဆိုတော့တတ်နိုင်တယ်လို့ဘာသာမပြန်တော့ဘူးရတယ်လို့ဘာသာပြန်လိုက်မယ်အဲဒါဆိုလို့ရှိရင်နီဟွန်ဂိုဆိုတာကနောင်နော်အလယ်မှာဂါလီခံပြီးတော့နောက်မှာဒခိမတ်တတ်နိုင်ပါတယ်ဆိုအဓိပ္ပာယ်မျိုးလေးပေါ့နော်ဆိုတော့နောင်ကဒခိမတ်ပတ်တန်လေးနဲ့ရေးသွားတာပဲဖြစ်ပါတယ် နောက်တစ်ကြောင်ယူကီကသာကူဆန်ဖူရီမတ်တာခါရာကိုတိုရှိဝစကီကဒက်ခီမတ်စ်ယူကီကသာကူဆန်ဖူရီမတ်တာခါရာကိုတိုရှိဝစကီကဒက်ခီမတ်စ်အတိတ်ပဲလေးကကြတော့နှင်းနေအများကြီးရွာသွန်းခဲ့တဲ့အတွက်ကြောင့်ဒီနှစ်တော့စကိတ်စီးလို့ရတယ်ဆိုအတိတ်ပဲမျိုးလေးပေါ့နော်ဒါမှဆိုလို့ရှိရင်လည်း ski ဆိုတာ now အလဲမှာ ga လေးခံပြီးတော့နောက်မှာ dekimas ဆိုတဲ့ pattern လေးနဲ့ဆက်သွားတယ်ပေါ့နော်။ now က dekimas အဲ့ဒီ now ကိုတတ်နိုင်တယ်အဲ့ဒီ now ကရပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ နောက်တစ်ကြောင်းလေ့လာမယ်။မျိုးဆံဝခန်းကြီးကိုယောမှုခုတို့ကတက်ခိမတ်။မျိုးဆံဝခန်းကြီးကိုယောမှုခုတို့ကတက်ခိမတ်။ဒါဆိုရင်မျိုးကခန်းကြီးကိုဖတ်နိုင်တယ်ဆိုတဲ့ပုံစံလေးနဲ့ပါတာပြန်နေပေါ့နော်။ဒီမှာကြောက်လို့ရှိရင် noun ကမဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားလဲဆိုတော့ verb ရဲ့ dictionary form အနောက်မှာခုတို့ကတက်ခိမတ်ပေါ့နော်။ခုတို့ဆိုတာလေးကိုထည့်ပေးရမယ်နော်။ dictionary form ခုတို့ဒါဆိုရင်ဒီဟာလှုပ်ချင်းကိစ္စဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပါတာပြန်နေပေါ့နော်။ အဲ့ဆိုသူ့ရဲ့ pattern လေးက verb ရဲ့ dictionary form ကိုတူက the key mass လေးနဲ့စာကြောင်းဆက်သွားတာပဲဖြစ်ပါတယ်နောက်တစ်ကြောင်း カードで払うことができます。カードで払うことができます。カピアピ ngwe be che lo ya ba de so a de be bo. Di ma so le hara u wa be ya la le so lo shin hara imas ngwe be che di so de ha le ko dictionary form pyaung na de. Pi naw ma koto ga so a le ma lai pi lo ma naw so ma takimas ni na sat tha de bo no. Da so lo shin verb ye dictionary form koto ga takimas. Ai verb lo chin kaisa ko ya ba de tat nai ba de so a de be myo le bo no. ဒါဆိုဒီ pattern လေးကိုနားလည်ပြီးထင်တယ်။ noun က the kimas ဒါဆိုရင် noun ကိုတတ်နိုင်တယ်လုံနိုင်တယ်။ဒါမို့ရှင်လဲ verb ရဲ့ dictionary form ကိုတို့က the kimas ဆိုတော့အဲ့ဒီ verb action လေးကိုလုံနိုင်တယ်တတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်။နောက်ထပ် pattern 3လေးမှာကဒီအရှိမကအ အမြဲတမ်းဒီစာကြောင်းလေးပါမယ်။ဝါတာရှိနိုရှုမီဝဆိုပြီးတော့အလယ်မှာကနောင်ဖြစ်နိုင်တယ်။ဒါမှမဟုတ်ရှင်လဲခုနလိုပဲ verb ရဲ့ dictionary ခုတို့ဖြစ်နိုင်တယ်။ပြီးနောက်ဆုံးမှာ thus လေးနဲ့ဆက်ထားတယ်။ဆိုတော့အတိတ်ပဲဘာသာပြန်မယ်ဆိုရင်ကျွန်တော်ရဲ့ဝါဒနာကနောင်ဖြစ်ပါတယ်။သို့မဟုတ်ကျွန်တော်ရဲ့ဝါဒနာကဒီ action verb တစ်ခုခုပြုလုပ်ခြင်းဖြစ်ပါတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့နော်။ So Isamasanas လို့ဖတ်မှာဆိုလို့ရှိရင် Watashi no shumi wa ongaku desu. Watashi no shumi wa ongaku desu. အဓိပ္ပာယ်ကကျွန်တော်ရဲ့ဝါသနာက တေဂီတာဖြစ်ပါတယ်ဆိုတဲ့ပဲပြောလေးပေါ့ဆိုတော့အရှိကဝါတာရှိနောရှုမီဝါဆိုတာကလုံးဝထီတာနေပဲရေးမယ်အလယ်မှာအုံကခုဆိုတဲ့နောင်းလေးဝင်ပြီးတော့အနောက်မှာ thus နေနဲ့ဆက်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့ဝါသနာကတော့နောင်းဖြစ်ပါတယ်ဆိုတဲ့ပတ်တန်လေးပါနောက်တစ်ချောင်းဆိုလို့ရှိရင်ဝါတာရှိနောရှုမီဝါအုံကခုကိုခိခုခုတို့ thus 私の趣味は音楽を聴くことです。ကျွန်တော်ရဲ့ဝါသနာကတေဂီတာကိုနားထောင်ခြင်း ဖြစ်ပါတယ်ပေါ့เนาะ။ဒါဆိုခုနအစားကြောင်းလေးနဲ့တူတူလိုလိုနဲ့နည်းနည်းလေးကွဲတယ်เนาะ။ဆိုဒီမှာဆိုလို့ရှိရင်私の趣味はがလုံးဝအသေးစားကြောင်းဖြစ်တယ်။အလယ်မှာ音楽をဆိုတာကနောင်းအိုပေါ့เนาะ။နောက်မှာ action verb ရဲ့ dictionary form လေးပေါ့เนาะ။ခိခိမဆိုတဲ့နားထောင်ကြီးကနေခိခု dictionary form ပေါ့เนาะ။နောက်မှာခုတ်တိုလေးနဲ့တွဲလိုက်ရင်နားထောင်ခြင်းဆိုပြီးဘာသာပြန်နိုင်မယ်เนาะ။ ောက်မှ thus ဒါဆိုရင်နားထောင်ခြင်းဖြစ်ပါသည်ဆိုတဲ့ပဲလေးပေါ့ဒါဆိုရင်ဒီအောက်မှာ verb ya dictionary form ခုတိုးလေးနဲ့ဆက်သွားတဲ့အစားကြောင်းလေးပေါ့နော်ဆိုရင် grammar pattern number 3လေးကရပြီနော် watashi no shumi wa noun thus ကျွန်တော်ရဲ့ဝါသနာက noun ဖြစ်ပါတယ်သို့မဟုတ် watashi no shumi wa verb dictionary ခုတ်တို့ thus ဆိုရင်ကျွန်တော်ရဲ့ဝါသနာကတော့ any action verb လုပ်ခြင်းဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ဒါဆိုရင် နောက်ထပ် pattern 4လေးကိုလေ့လာမယ် pattern 4လေးမှာကြတော့ action verb တစ်ခုရဲ့ dictionary form သို့မဟုတ် noun အလဲမှာ not လေးထည့်ပေးမယ်။သို့မဟုတ်အချိန်တစ်ခုခုနဲ့ပတ်သက်တဲ့ quantifier ပေါ့နော် counting လုပ်တဲ့ဟာလေး အဲ့ဒီဟာလေးတွေအရှိမ၃မျိုးတည်းတစ်ခုခု ဖြစ်နိုင်တယ်ပြီးအလယ်မှာမအဲနိဆိုတာလေးကိုခံထားပြီးတော့မှအနောက်မှာ action verb တစ်ခုခုပေါ့နော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်ဘယ်လိုပါသာပြန်မလဲဆိုရင်မအဲနိဆိုတဲ့အတွက်အဲ့ဒီမတိုင်ခင်မှာဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့ဆိုတော့ဒီ၃မျိုးမတိုင်ခင်မှာဒီအနောက်က action verb 2လေးကိုလုတ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ action verb တစ်ခုခုမလုတ်ခင်မှာအနောက်က action verb ကိုလုတ်တယ်သို့မဟုတ်ဒီ noun လေးမလုတ်ခင်မှာအနောက်က action verb ကိုလုတ်ပါတယ်သို့မဟုတ်ဒီအချိန်တိုင်းမတိုင်ခင်မှာအနောက်က action verb ကိုလုတ်ပါမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့ပါသာပြန်ပါမယ် example sentence တွေကိုကြည့်မယ်ဆိုလို့ရှိရင် Nihon e kuruma e ni Nihongo o bankyo shimashita Nihon e kuruma e ni Nihongo o bankyo shimashita အဓိပ္ပာယ်လေးကဂျပန်ကိုမလာခင်မှာဂျပန်စာကိုလေ့လာခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဆိုဒီမှာဆိုလို့ရှိရင်အပေါ်က verb ရဲ့ dictionary form my any အနောက်က action verb 2ဆိုတဲ့ pattern လေးကိုသုံးသွားတယ်ပေါ့နော်ဆိုဒီအလယ်မှာ my any လေးပါတယ်ဆိုတော့မတိုင်ခင်မှာဆိုတဲ့အဓိပ္ပာယ်လေးသူ့ရဲ့အရှိမာက အရှင်ဝမ်ရဲ့ dictionary ဖောင်းလေးဖြစ်တဲ့အတွက် kimas la di ကနေခုရုပေါ့နော်ခုရုမရဲ့နေဆိုရင်မလာခင်မှာဆိုတဲ့အဓိပ္ပာယ်လေးပါပြီးအနောက်က action verb 2လေးကတော့ဂျပန်စာကိုလေ့လာခဲ့ပါတယ်ဆိုတဲ့ဟာလေးက action verb 2လေးဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီ pattern လေးနဲ့ရေးသွားတာဖြစ်ပါတယ်နားလည်မယ်နော်နောက်တစ်ကြောင်လေးလာမယ်ဆိုရင်네루마에니혼오요미마스네루마에니혼오요미마스မအိတ်ခင်မှာစာအုပ်ဖတ်မယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ အဲ့ဆိုဒီမှာဆိုလို့ရှိရင်လည်း verb fit dictionary form လေးကိုပဲသုံးထားတယ်ပြီးရင်အလဲမှာ ma any လေးကိုထည့်ပြီးတော့မှနောက်က action verb tool လေးတော့နော်ဆိုအလဲမှာ ma any အရှိကအ action verb dictionary လေးက nameless ကို dictionary form ပြောင်းတော့ neru ဒါဆို neru ma any ဆိုတဲ့အတွက်ဆိုဓာတ်ရိုက်ဘာသာပြန်ရင်တော့ h ချင်းမတိုင်ခင်ပေါ့နော်အစီလောင်းပြန်မယ်ဆိုရင်တော့ ma h ခင်မှာဆိုပုံစံမျိုးလေးပေါ့နော်ဆိုတော့နောက်မှာ action verb 2လေးကဘာလုပ်တာလဲစာအုပ်ဖတ်မယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဒါဆိုမအိတ်ခင်မှာစာအုပ်ဖတ်မယ်ဒီနောက်က action verb 2လေးကိုအရင်လုပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ နောက်တစ်ခုရှော့ကူဂျီနိုမာယေနီဒေအိုအာရိုင်မတ်ရှော့ကူဂျီနိုမာယေနီဒေအိုအာရိုင်မတ်အစာမစားခင်မှာလက်ကိုဆေးမဲတဲ့ဒါဆိုလို့ရှိရင်တော့ now not button လေးဖြစ်သွားတယ်နော်ဆိုတော့ my annie ကအလဲမှာရှိတယ် my annie ရဲ့အရှိလေးမှာက dictionary form ဟုတ်တော့ဒီခေါက်က now မို့အလဲမှာ not လေးခံထားတယ်နော်ရှော့ကူဂျီကစားတောက်ခြင်းပေါ့နော်ဆိုစားတောက်ခြင်းရဲ့မတိုင်ခင်မှာအနောက်ကဟာလေးလုပ်မယ်နော် they are i must let's say ပါတယ်ဆိုတဲ့ action verb 2လေးကိုလုပ်မှာဖြစ်ပါတယ် ။အဲဆိုနောက်ဆုံးအိဇာမဆန်နစ်လို့ကြည့်ကြည့်မယ်နော်။တာနာကဆံဝအချီချီကမ္မရဲ့နိဒေခခဲမတ်တာနာကဆံဝအချီချီကမ္မရဲ့နိဒေခခဲမတ်ဒါဆိုရင်မစ္စတာတာနာကကတဲ့ဒီတနိုင်းမတိုင်ခင်အတွဲမှာထွက်ခွာပါမယ်ဆိုတဲ့ပြမျိုးလေးပေါ့နော် ဒီမှာဆိုလို့ရှိရင် time quantifier လေးနဲ့သုံးသွားရအောင်အချိန်နဲ့ပတ်သက်တဲ့ counting လေးတစ်ခုကိုသုံးသွားပြီးတော့မှအလယ်မှာ my and me ဆိုတော့မတိုင်ခင်ပေါ့နော်ဒါဆိုရင်ဘလို့မတိုင်ခင်လဲဒီတနာရီအတွင်းတမိုင်းမတိုင်ခင်အတွင်းမှာအနောက်က action verb လေးကိုလုပ်မယ်ဒေခခဲမှာ struck ခွာပါမယ်ဆိုတဲ့ action verb လေးကိုလုပ်မှာဖြစ်ပါတယ်ပေါ့နော် ဒါဆိုဒီပထန်လေးကိုနားလည်သွားပြီเนาะ verb here dictionary found my any နောက်က action verb 2တုံးမဟုတ် noun not my any action verb 2တုံးမဟုတ်အချိန်နဲ့ပတ်သက်တဲ့ counting quantifier တစ်ခုခု my any action verb 2ဆိုလိုချင်တာကအဲ့ဒီဟာတွေမတိုင်ခင်မှာအနောက်က action verb 2လေးကိုအရင်လုပ်ပါတယ်ဆိုတာအဓိပ္ပာယ်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ပထန်5လေးကိုလေ့လာမယ်နာခနခ နာခ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 ရဲ့စကားလုံးအတုံးနှုံးလေးတွေကိုဒီမှာလေ့လာမှဖြစ်တယ်ပေါ့เนาะဆိုတော့နာခနာခကဒီသင်ခန်းစာ session မှာအထူးသဖြင့်အနောက်က negative လေးနဲ့တွဲတယ်ပေါ့เนาะအငင်းလေးနဲ့တွဲပြီးတော့မှသူကဘလို့ဘာသာပြန်လဲဆိုရင်တော်တော်နဲ့သုံးဖို့လွယ်လွယ်နဲ့တခုခုမဖြစ်ဘူးတခုခုမရဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့เนาะဆိုရင် exam sentence လို့ဖတ်ကြည့်မယ် 日本ではなかなか馬を見ることができません。日本ではなかなか馬を見ることができません。レベルが、ジャパンマート,トー ို့မဟုတ်လွယ်လွယ်နဲ့ပေါ့နော်မြင်းနေကိုမတွေ့ရဘူးဆိုတဲ့အိပဲလေးပေါ့ဆိုတော့ဒီမှာနာခနာခါဘလို့ဘာသာပြန်လိုက်လဲဆိုလို့ရှိရင်တော်တော်နဲ့သို့မဟုတ်လွယ်လွယ်နဲ့ဆိုတဲ့ပုံစံလေးနဲ့ဘာသာပြန်လိုက်တယ်ပြီးအနောက်မှာက negative လေးနဲ့လိုက်ထားတယ်နော်မီရုခုတို့ကသခီမဆန်းဆိုတဲ့အတွက်မတွေ့နိုင်ဘူးဆိုပြီးတော့ဘာသာပြန်နေပေါ့နော်ဆိုတော့တော်တော်နဲ့မတွေ့နိုင်ဘူးသို့မဟုတ်လွယ်လွယ်နဲ့မတွေ့နိုင်ဘူးဆိုတဲ့အိပဲလေးပဲဖြစ်ပါတယ် ောက်တစ်ကြောင်းလေ့လာမယ်ဆိုရင်ခိုသိုးမူတာချီဝနခနာခနေနိုင်ခိုသိုးမူတာချီဝနခနာခနေနိုင်ဒါဆိုရင်ကလေးတွေကတော်တော်နဲ့မအိပ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဒီမှာဆိုရင်လည်းနခနာခကတော်တော်နဲ့သို့မဟုတ်လွယ်လွယ်နဲ့ပြီးအနောက်မှာ nameless နဲ့မသုံးထားဘဲနဲ့ name nine နဲ့သုံးထားရယ်နော် verb ရဲ့ nine form လေးကိုသုံးထားတဲ့အငင်းပုံစံလေးပေါ့ဒါဆိုရင်ကလေးတွေကတော်တော်နဲ့မအိပ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဒါဆိုရင်နာခနာခလေးကိုနားလဲသွားပြီလို့ယုံကြည်ရယ်နော်နောက်ထပ် pattern number 6လေးမှာ zehi ဇဲဟိဇဲဟိရဲ့အတုံးနှုံးလေးရလဲသူ့ကိုဘာသာပြန်မယ်ဆိုရင်ကျင်းသေးပေါ့သူ့မဟုတ်သေးကြပေါ့တော့ချက်တကယ်ကိုမှဆိုပြီးတော့ဘာသာပြန်လို့လည်းရရယ်နော်ဆိုတော့ speaker ရဲ့ hope ပေါ့နော် speaker ရဲ့မျောလင်းချက်နဲ့ပြောတဲ့အခါမှာဇဲဟိဆိုတဲ့စကားလုံးလေးကိုထည့်ပြီးသုံးလို့ရပါတယ် Zehi Hokkaido e Ikitainas ဇဲဟီဟိုကိုင်ဒိုတဲ့အီကီတိုင်းဒတ်ဆိုတော့ကျင်းသေးပေါက်သေးကြပေါက်ပေါ့နော်တကယ်ကိုပဲဟိုကိုင်ဒိုကိုသွားချင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပေါ့နော်ဒါဆိုတော့ဒီမှာဇဲဟီကိုတကယ်ကိုပဲဆိုတဲ့ပုံစံလေးနဲ့ပါသာပြန်လို့ရတယ်ဆိုတော့ပြန်ပြောတဲ့လူကပြန်ပြောမယ်ဇဲဟီအာဆိုဘီနိခီတေဂရာဆိုင်ဇဲဟီအာဆိုဘီနိခီတေဂရာဆိုင်ကျင်းသေးပေါက်သူမုတ်သေးကြပေါက်လာလေပါဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ဆိုတော့ဒီမှာဆိုဇဲဟီကကျင်းသေးပေါက်သူမုတ်သေးကြပေါက်ဆိုပြီးပါသာပြန်လို့ရပါတယ် ဒါဆိုရင်ဇဲဟီရဲ့အတုံးနှုံးလေးကအဲ့လိုလေးပဲဖြစ်ပါရဲ့နော်။ချင်းသေးပေါ့၊သို့မဟုတ်သေးကြပေါ့ဒီပြောသူရဲ့မျောလင်းချက်နဲ့ပြောတဲ့အခါမှာဇဲဟီလေးကိုထည့်ပြီးတော့အုံလို့ရပါတယ်။ဒါဆိုရင်ဒီနေ့ရဲ့ grammar pattern 6ခုကတော့တလောက်ပဲပေါ့နော်။ So verb တွေရဲ့ dictionary form ဘယ်လိုမျိုးလေးပြောင်းခဲ့လဲ။လေ့လာခဲ့တယ်။နောက်နံပါတ်2ကလေးကကြတော့ So now koto ga dekimasu သို့မဟုတ် verb ရဲ့ dictionary form koto ga dekimasu ဆိုလိုတာကအဲ့ဒီ noun ကိုတတ်နိုင်ပါတယ်။ verb action ရဲ့ကိစ္စကိုလုပ်နိုင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။ နောက်နံပါတ်3လေးကဝါသရှိနိုရှုမီဝနောင်သတ်သောမဝါသရှိနိုရှုမီဝဗက်ဒစ်ရှင်နရီခိုတိုဒတ်ဆိုကျွန်တော်ရဲ့ဝါသနာကနောင်ဖြစ်ပါတယ်သို့မဟုတ်ကျွန်တော်ရဲ့ဝါသနာကဒီ action verb လုပ်ခြင်းဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါ နောက်နံပါတ်လေးလေးမှာကကြတော့၃မျိုးပေါ့နော် verb ဖြစ် dictionary form သို့မဟုတ် noun not သို့မဟုတ်အချိန်နဲ့ပတ်သက်တဲ့ quantifier တွေတခုခုပြီးရင်အလဲမှာ ma and ni ဆိုပြီးခံပြီးမှအနောက်မှာ action verb တို့ဆိုလိုတာကအဲ့ဒီဟာတွေမှာတိုင်ခင်မှာအနောက်က action verb တို့လေးကိုအရင်လုတ်ပါတယ်လုတ်ပါမယ်ဆိုတဲ့ပဲလေးပါဆိုတော့နံပါတ်၅မှာတော့နာခနာခရဲ့အတုံးနှုံးလေးလေးလာခဲ့တယ်ပေါ့နော်ဆိုတော့နာခနာခရဲ့အနောက်မှာ negative လေးနဲ့တွဲပြီးတော့မှသူကလွယ်လွယ်နဲ့သို့မဟုတ်တော်တော်နဲ့တခုခုမရဘူးမလုတ်ဘူးဆိုတဲ့ပဲလေးပေါ့နော်နံပါတ်6လေးကကြတော့ zehi ကျင်းသေးပေါ့သေးချပေါ့ ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ပါသပြန်ပါတယ်ဆိုဒီနေ့လေ့လာခဲ့တဲ့ grammar pattern လေးတွေကိုအားလုံးပဲနားလည်ပြီးတော့လေ့လာတာလွယ်ကူမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်ပြီးတော့လေ့လာကြမယ်နော်။ဆိုတဲ့သေးဝမာတာဇကီနိုတိုကတဲ့အိုင်မာရှောဘိုင်ဘိုင်